ကဲမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်နေကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီခေါက်ဘာတွေပြောမလဲဆိုရင်ကျွန်တော်ကကျွန်တော် assignment operator အကြောင်းလေးပြောခဲ့ဟုတ်ကဲ့ဒီခေါက်မှာတော့ကျွန်တော်ဘာပြောမလဲဆိုရင် operator လေးကိုကွန်မန်းထားပြီးတော့သူ category လိုက်သူ့ရဲ့အသုံးပြုပုံလေးဒါ membership operator နဲ့ indented operator နှစ်ခုပြော membership operator နှစ်မျိုးပဲရှင် in နဲ့ not အဓိပ္ပာယ်လေးပဲကြည့်ဒီ discretion on အဲ့မှာဖတ်နေတာအဓိပ္ပာယ်တော့ in iin ဆိုတဲ့အဓိပ္ပာယ်တွေပဲတခြားစဉ်းစားတာ in အတွင်းအဓိပ္ပာယ်သုံးပုံနေတယ်ဒီမှာစာကြောင်းလေးကြောင်းရှိမယ် ။ဘာကြောင့်လဲကြောင့် survive device ကြိုက်တဲ့ strength ပဲလို့လဲ။အဲဒါမှာ hello ဆိုတဲ့ဟာပါလား။ pain true ပြန်မယ်မ pain for ပြန်။ဒါပဲ။ကိုကြက်တဲ့ဟာဆိုတာ hello ဆိုတာနမူနာပဲ။ကိုကြက်တဲ့ဆိုတော့ကျွန်တော်တို့အဲကြောင့်ကျွန်တော်တို့ pain ကို Google ရဲ့ search engine search engine ဆိုတာကျွန်တော်တို့ internet ကိုရိုက်ရိုက်ရှာတယ်မလား။အဲဒီ search engine မှာသုံးထားတယ်လို့လဲတင်ရထားတယ်ပေါ့လေ။ဟုတ်ကဲ့မလား။အဲဒီပုံစံ m ဒါရှာဒီ operator လေးနဲ့ပဲရှာဒီ memberships operator ကျွန်တော်တို့ java မှာတော့ကောင်းကောင်းမတွေ့ဟုတ်လားအခု version တွေပြောင်းလာရင်တော့မတည်သေးဘူး ဟာနီးပညာကိုတော့တစ်ချငါ Java မှာ membership operator မရှိဘူးဆိုတော့တန်းမပြောနဲ့နောက်ရထွက်လာတဲ့ version မှာပါရင်ပါလားဟုတ်လားအဲ့ဒီလိုအထားလေးရှိ Okay ကြည့်မယ်အဲ့တော့ဒါဒီပုံစံမှာ not in မပါရင် not in မပါဘူးလားမပါရင် true ပြန်မယ်ပါရင် for ပြန်ဟုတ်ကဲ့ကဲဒါဒီသဘောပဲ in နဲ့ not in နဲ့ကြည့်မယ် string demo လေး non နဲ့ကြည့်ပါဗျာအ my string ပေါ့ str my ssgs equal တော့ lower လေးပေးလိုက်ဗျာ h e l l o ဟယ်လို S I R I U S C D S C O M P U T E R ကွန်ပျူတာဟုတ်ပြီဟယ်လို C D S ကွန်ပျူတာဆိုတော့ variable တွေခုထားလဲဟုတ်ပြီ minus CR ဆိုတော့ variable name memory allocation memory one memory cell လေးတခုလေကျွန်တော်တို့ဘာကိုနေရာယူလိုက်တော့ minus TR ဆိုတဲ့နာမည်လေးနဲ့ဘာတန်ဖိုးလေးထည့်တာလဲဟယ်လို C D S ကွန်ပျူတာဆိုပြီးစာကြောင်းတန်ဖိုး string တန်ဖိုးလေးထည့်တာโอเคအဲ့ဒါကိုကျွန်တော်စစ်ကြည့်မယ် in operator လေးနဲ့ဟုတ်ပါလားအဲဒီတိုင်းတော့စစ်လို့မရ true false သူပြန်လေးမယ်ဟုတ်လား ကျွန်တော်ဘာလို့ဆင်းလဲအဲသူ hello ပဲယဉ်စလိုက်ပါ h e l l o hello sorry စပေးပါတော့ပုံနဲ့ကိုစလုံးပေါင်းတိုင်းတော့မှရှားရမှာနော် regular expression တို့ variety နေမှာသုံးလို့ရတယ် hello in minus d okay ပါရင် true ပြန်လဲမပါရင် false ပြန်哦 true true မှာပေါ့ပါနေတာဟုတ်ဘူးနော် okay test ရှားမယ် hello not in ဟာ hello not in အဲ minus d ah for ပြန်มาဗောပါမမပါလား sorry sorry hello not in my sdr my sdr မပါဘူးလားဆိုမပါဘူးလေပါမမပါလား force ပြန်มา okay မနဟုတ်ပြီနော်အတိတ်ပဲကြည့်တော့နော် in ပါလားဆိုတော့ပါတယ် true ပြန်တယ်ဟုတ်လားနောက်ရက not in မပါဘူးလားဆိုတော့ပါနေတော့ကြာပါပြန် for ပြန်မပါသား not in မပါဘူးလားဆိုမပါရင် true ပြန်မယ်ပါရင် for ပြန်အဲ့လိုပြန်ဟုတ်နော်ဒီမှာပါနေတော့ကြာပါပြန် force ပြန်ဒါဒီတဲ့ logic သဘောတရားပဲနော်မှတ်ထားပြီမှတ်ထားပြီဒါဒီတော့ပါ operator လေ membership operator in and not နောက်တစ်ခုဒါလေးကဘယ်နေမှာသုံးလဲဒါလေးကသူကပိုင်းသုံးပါကသူကအဲ dynamitize ဖြစ်နေတာနော် dynamitize ဖြစ်တော့ type တွေဒါဒီ description ကိုကိုဖတ်ကြည့်လား description ဖတ်တိုင်းဖတ်ကြည့်မဖတ်တတ်လည်းရတယ် is not is not is not ဟုတ်လားမဟုတ်ဘူးလားဒါပဲဟုတ်လားမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားဘယ်လိုစစ်မှာလဲကြည့်မှာ is not is not is lower ရအောင်အင်္ဂလိပ်လို is lower ရေးမှာပဲကြည့်ရမယ်ဟုတ်လားမဟုတ်ဘူးလားဘယ်လိုစစ်မှာ type of တွေဆိုတော့ ဒီညဒါဒီ is နဲ့ loss is ကကြတော့ဘယ်လိုနေရာမှာသုံးလဲဆိုရင် is နဲ့ is တော့ကြတော့ဘယ်နေရာမှာသုံးလဲဆိုရင် type type ဆိုတော့ပြောခဲ့ string data တိုက် string မျိုးစားလား numbers မျိုးစားလားဒါကွန်ပျူတာမှာခွဲထားတဲ့ data မျိုးစားတယ်ဟုတ်လားကွန်ပျူတာမှာခွဲထားမဲ့ data မျိုးစားတယ်အဲ့ number ထဲမှာမှာ integer လား boolean လား sorry integer လား float လားဟုတ်လား complex လားနောက်ကဒါကြီးက string list ကြီးလား list တွေကြောင့်ကျွန်တော်မပြောရသေးဘူး class ဆောင်နေ okay ကြီးမယ်ကလောင်းဒီ is ကိုကြည့်ကြည့်မယ်သူ type operator လေးနဲ့တောင်း တိုက်တိုက်ဆိုတော့အမျိုးအစားကိုဆက်တယ်ဟုတ်လားတိုက်ဒီတိုက်ကကျွန်တော်ကခင်ဗျာအဲ1.2ဆိုပြလဲ1.0 1.0ဆိုတော့ဒီကောင်ဒသမကြီးဆိုတာဗာ flow ဖြစ်မှာလေ type is ind oh တိုက်ကိုသွားဆိုတော့ ind လာဒီ1.0တိုက်ဆိုတော့တိုက်ကိုသွားတော့ sorry ဒီ1.0က ind data တိုက်လာဆိုတော့ကျွန်တော်သွားဆက်တယ်ဟုတ်လားကြည့်မယ် of course ဟုတ်ဘူးလေ ind ပါမဟုတ်တာသူကဘာဖြစ်လဲ flow ဖြစ်နေရလေအဲကြောင့်တော့ဒီ1ဒါနမူနာနဲ့ဆိုင်းရုံးတော့ type 1.0 is not ind ဆိုရင် true ထွက်လိမ့်မယ်ဟုတ်တယ်လေသူ ind မှမဟုတ်တာ true လေအဲ့ဒါအဲ့ဒါဆိုရင် type type method လေးတော့သုံးမယ် sorry method မဟုတ် type bit in function ပြီးပိုင်းမှာပါတဲ့ bit in function type လေးတော့သုံးပြရမယ် type ဒါ type က type မျိုးစောင့်ဆက်ဘာနေနေဒါအဲ့တော့ဒီမှာရှိမှာ minus tr ဆိုတဲ့ဒီ run နေတဲ့ python shell python interpreter model minus tr ဆိုရင်ကျွန်တော်အဲ့ကောင်တစ်ခါတစ်ချက်ဆက်ကြည့်မယ် minus tr ဟောဒီ minus tr က is string ဟုတ်လား string string လာ oh sorry 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 သူ sorry sorry binary time machine binary time machine ကျွန်တော်တို့တေချာပေးထားမှရပါလိမ့် sorry နော် okay အဲဟောပဲပြန်စစ်လိုက်ပါမယ် type သူကဒီရတွေကိုတော့ object အနေနဲ့ရှုမြင်အောင်ဟုတ်အဲ string ကိစ္စခဏထားဟုတ်လား is flow f and o a t flow ဟုတ်မလား तू อ่ะ float တံမို့လားအော်မှန်တယ်လေ one white ဒီတော့ float ဥစားဟုတ်အဲကြောင့်သူပါဖြစ်တော့ true လို့ပြန်တယ်ဒါဒီနော်တို့ is နဲ့ is not ရဲ့ operator လေး colonial မှာဒီကတော့လေ data type မျိုးစားစစ်တဲ့ချိန်မှာတုံးတယ် okay မလားဟုတ်မလား okay အဲ့ဆိုရင်အဲ့တော့ဒီ operator လေး operator ဘယ်လိုမျိုးရှိတိုင်းလဲကြည့်ထားမယ် category အနေနဲ့ကျွန်တော်တို့ arithmetic ပြီးသွားပြီ relational ပြီးသွားပြီ logical ပြီးသွားပြီ assignment ပြီးသွားပြီ membership ပြီးသွားပြီ identity operator identity question စိတ်ဖြာရဲ့ operator question စိတ်ဖြာဆိုတာဘယ်ရအောင်ဆွဲစိတ်ဖြာဆိုဟွဟောစိတ်ဖြာမယ်တော့ဘာလို့ data type တွေကိုကျွန်တော်ဘာလုပ်မလဲဟာ question စိတ်ဖြာမယ်ဟာ okay နောက်တစ်ခုအသုံးနည်းတဲ့အားလို့ကျွန်တော်ဇက်တိုက်လေးသွားလိုက်မယ်အဲ့ဘာလဲဆိုတော့တို့ unary လို့ category ခွဲထားတယ် unary နဲ့ကျွန်တော်တို့ unary operator နဲ့ကျွန်တော်တို့ဘာလဲပေါ့ဗျာ bitwise operator အသုံးနည်းတယ်ဆိုပေမဲ့တကယ်ကရေးတဲ့နေရာမှာလာသုံးတယ်ဘီဂနာနီးနဲ့တော့နမယ်လေးနဲ့ဒေးဘယ်သဘောတရားတော့ဒီအိဇမန်လေးလိုက်လို့လည်းရတယ်ဟုတ်နော်အိဇမန်လိုက်လို့ဆိုလည်းမတိသေးလည်းရတယ်ဗျာဟုတ်ပြီလား unity နဲ့ကျွန်တော်တို့ပါတော့ this why okay unity ဆိုတာကြည့်မယ် unity ဆိုတာကျွန်တော်ရှေ့မှာပြခဲ့တဲ့ operator တွေဒီကြွကြည့်ဒီ s ဆိုလည်း type ဆိုတဲ့ဒီ s ဒီ operator ဒီ type 2ဒီကောင်းဒီ operand ဒီကောင်းဒီလဲ operand operand နှစ်ခု left operand နဲ့ right operand စစ်စစ်ကြည့်တယ်ဟာဒီကောင်းဒါဒီကောင်းဒါဟုတ်လားဒါကဒီကောင်းဟုတ်လားအဲ့လိုစစ် ဟုတ်နော်အမှန်ရှိမှပြခဲ့တဲ့ operator တွေပြီး operand နှစ်ခုလိုပေမဲ့အခုသွားမယ် unary operator မှာတော့ operand တစ်ခုပဲလိုတယ် operand ခုဒီအတွန့်လေးတော့ဒါဆိုရင်တော့အဲဇော်ဂျီဖုန်းတွေရိုက်တဲ့ဘာလဲခြားဒီ keyboard ကို type လို့ခေါ်တယ်ဟုတ်နော် keyboard ကဟာကို key key ကိုပြောတာဒါကိုခေါ်တော့ကျွန်တော် knob လို့လည်းခေါ်တယ် knob ကကျွန်တော်တို့အဲ knob ရောပါလေကျွန်တော်ကြောက်လို့ဘာကြည့်ခါနေတော့ဒီမှာကြည့်တော့ knob knob ဝိုင်းဆိုင်လေးတော့နည်းနည်းကြည့်ချင်တယ်ဒါမှမဟုတ် not မှာဒါလေဒီလို is not ပိုင်းတမှာဒီလို is not နဲ့ထားတယ်ဟုတ်မလား is not နဲ့ထားဒါဟုတ်တယ်တော့ not equal အော်ဒါဆိုရင်ဘယ်လိုထွက် not equal ဟုတ်နော် not equal လို့ထွက်တာ okay အဲနောက်ကဒီလို not operator နဲ့ရှိနေသေးတယ်ဟုတ်နော် and or not ဆိုတဲ့ operator နဲ့ရှိနေတယ်နောက်တစ်ခုဒီကောင်းကြီးလည်းတို့ not အတိတ်ပဲ not တိတ်ပဲတော့မဟုတ် negation negation စန့်ကျင်တဲ့တိတ်သူရဲ့နာမည်ကတော့ negation ပဲဒီကောင်းကြီးရဲ့နာမည် negation စန့်ကျင်ဘယ်လိုစန့်ကျင်တာလဲကြည့်မယ် ဟုတ်လား तू ဘယ်လိုစမ်းကျင်တာလဲ sorry sorry ဟုတ်လားဒါကြီး day 1အိစမဲဝဲကြည့်လိုက်တော့ဗျာဒီမှာ negation 4ဟုတ်လား versus in the values of minus 5အဲ့ဒါ discretion လေးနည်းနည်းဖတ်ကြည့်လိုက်ဟုတ်လားဟုတ်လားဒီ unary operator တွေရရှင်းနားမလဲဘူးတော့နားမလဲဘူးသူကဘာဖြစ်လို့လဲအတိတ်ပဲလား invite the best any number ကျွန်တော်တို့ကြိုက်တယ်လို့ရကျွန်တော်ကဒီမှာနမူနာရဲ့မှာ4လို့ပြထားပေးမယ် negation 4လို့ပြထားအဲ့ သူဖို့ကဘာတွေဘယ်ဘယ် system ပြောင်းလိုက်လဲဆိုရင် binary system ပြောင်းလိုက်တယ်။ for အနေနဲ့အမှ0110ဖြစ်ခြင်းဖြစ်မယ်1010ဖြစ်ခြင်းဖြစ်မယ်ဘာနေနေ binary system ပြောင်းလိုက်တယ်။ဟုတ်မလားပြောင်းပြီးတော့အဲ့ binary system ကိုပြောင်းပြန်လိုက်တာ0နေမှာ1 1နေမှာ0 0နေမှာ1အဲနမူနာတော့ပြပါကြည့် if the base is number so that's all the zero bits become one bits and imp by bits 0ကနေ1 1ကနေ0ပြောင်းပြန်လိုက်တာကဲကြောင့်ဒီမှာကြည့်ဟုတ်နော်ဒီမှာကြည့်တစ်ချက်တစ်ချက်လေးတစ်ချက်လေးတစ်ချက်လေးကျွန်တော်နမူနာလေးပြကြည့်လို့နမူနာလေးပြကြည့် ါတော့ပေါ့ဟုတ်လားဒီ0ကိုပြပြန်ပြောင်းလာ0 1 data war binary ကိုတခါလဲ binary system တခါလဲပါမယ်00 110ဟုတ်လားအနကော oh sorry 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 အဲ leading 0 in a decimal integer ကျွန်တော် decimal integer ကိုသွားရိုက်တာဟုတ်မလားသူ decimal system ကိုပြောင်းမှာဒီ table လို့ကျွန်တော်ပြောမှာပေါ့ဟုတ်မလားရတယ်နားလျောင်ကြည့်ပေး -5 ဖြစ်တာကျွန်တော်တို့ကဒါ decimal system နဲ့ရိုက်ပြီးမယ် ူကဘာကိုပြောင်းလဲပြောင်းပြီးတော့လုပ်လဲဆိုရင် binary system ကိုပြောင်းလုပ်တယ်ဒါကိုကျွန်တော်တို့ unity operator ဟုတ်လား unity operator တွေကဒီကောင်လေးကနည်းနည်းထူးနေလို့ bit wide operator တကယ် bit wide operator ဟုတ်လား bit wide နေရာမှာကနေဘယ်ကနေ use and အဲ zero or all hobby hobby sorry 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 number found ကျွန်တော်ဟွာဖြစ်သွားတာဟုတ် hazard decimal ဆို hazard decimal ဟုတ်လား previous for out there integer ဟုတ်လားကိုကြိုက်တဲ့ပုံစံရိုက်ခိုင်းတာဟုတ်ပြီအဲ 0b နဲ့ရိုက်ကြည့်မယ် 0b 10110ရိုက်ကြည့်မယ် ဟော minus 22ဖြစ်သွားတယ်ဟုတ်လားကဒီ binary အဲ့မန်နိုင်ဝင်ကံလေတော့လက်ထလက်ထမတွေ့တော့ဘူး binary ဘူးဒါဒီ binary ကိုကျွန်တော်တို့ကစိတ်ထဲနေတန်းပြောင်းမပြောင်းရင်ချပြောင်းခုနကလေကျွန်တော်ရှေ့မှာ nervous system ပြောခဲ့တယ်ဒါပေမဲ့နှစ်နဲ့လိုက်ပြောင်းသူ့ position number ကိုနှစ်နဲ့လိုက်ပြောင်းဟောနေရာလိုက်တန်ဖို့နှစ်နဲ့လိုက်ပြောင်းတော့မပြောင်းတော့မပြောင်းရင်ဒီလိုထွက်မှာဟုတ်ဒါဆို minus 22ဖြစ်သွားတယ်โอเคမလား e4 ကိုလေကျွန်တော်တို့ဖြန့်ကြည့် ူကပြောင်းပြန်လာသွားတယ်ဒီမှာဒီ1နေရာမှာသူဘာပြောလဲ0ဖြစ်မယ်0နေမှာ1ဖြစ်မယ်1နေမှာ0ဖြစ်မယ်0နေမှာ1ဖြစ်မယ်ပြောင်းပြန်လှည့်ပြီးဒီကနိုင်းထွက်တာဒါကိုကျွန်တော်တို့ဘာအော်ပြန်လဲဆို negation စတင်မှာပြန်လာပြန်လာโอเคမလားတမောတရားလေးနားလည်ရဒီတိုင်းကျတော့ latent ဆိုနားမလဲဟုတ်လားဟုတ်ပြီနော် binary unary operator မှားတာပဲအဲတကယ် unary operator မှာဒီ minus နဲ့ 1, 1အဓိကပြရမှာဒါလေးကတော့ရှင်းပါလေဟုတ်ပြီအပေါ်အနှုတ်နဲ့နှုတ်မြောင်းရင်အနှုတ်ပဲဟုတ်လားအနှုတ်နဲ့နှုတ်မြောင်းရင် force minus force ဆို plus force ဖြစ်မယ်ဟဲ့လား plus force ဆို minus force ဖြစ်မယ်ကြည့်ကြည့် ဒီအနှုတ်နဲ့အပေါင်းလေးရတယ်ကြည်ထားပဲအနှုတ်အပေါင်းကိုဒီမှာကြည် plus or minus မှာဟို operator တစ်ခုလို့ရတယ် plus လဲရတယ် plus ကိုသွား plus 4လို့သွား4လေဟုတ်တယ်လေဟုတ်တယ် minus 4ကိုသွား minus 4ဟုတ်လားအဒီတိုင်းပြန်ထွက်တာကျွန်တော်ဘာလို့ခေါ်လဲစ unary operator အဲ့ဒီပုံစံလေးသွားမယ် minus ကို minus နဲ့ဝင်ကျွန်တော်သင်္ချာသဘောတရားတွေကိုပြန်သွားကြမယ် minus ကို minus နဲ့ဝင်မယ် minus present this is for โอเคဖော်ပြထားတယ်အပေါင်းနဲ့နှုတ်ဆိုရင်ဘာဖြစ်လဲအနှုတ်ထွက်မယ်လေရှင်းနေတာဟုတ်ဒါဒါတော့နည်းနည်းလေးဟိုဟာဒီကိုအာရုံပြလိုက် plus ဟုတ်နော် plus နဲ့ minus 4နဲ့ညောင်း minus 4ထွက်တယ်အဲဒီဒီပုံစံဒီပုံစံဟုတ်ပြီမလားမှတ်ထားပြီ unary operator ဟုတ်နော်ဒီတိုင်းဆိုတော့ beginner ကိုတားမလို့ရတော့နာမည်လေးတွေရင်းနေစီရဒါ negation လို့လည်းခေါ်တယ်ဒါပေမဲ့ဒီအောက်မှာ bay white မှာကြတမျိုးခေါ်တယ် once complete man ဘယ် white ထဲမှာလဲလာပါနေလို့ဟုတ်ကဲ့နော်အဲ့လိုလေမထားပဲ base white ထဲမှာလဲလာပါနေ base white မှာတော့နာမည်လေးတွေမထားဘူးဒီမှာ and တတိထားမယ် an and တခုရှိနေရနော်ကျွန်တော် logical operator မှာပါတယ် an and တူလဲလို့ပဲ individual base with two operator truth and so the result the base တွာဒါဆိုရင်တို့ base တွေဟုတ်နော်8 sorry 8 base ကို1 byte ကိုအဲ byte နဲ့ရေးထားနေရလို့ဆို bit ပြန်ပြော bit နဲ့ type တွေ့တာကို base white operator တွေခေါ်တယ်ဟုတ်နော် ဒါဆိုရင်တော့ and and လို့လည်းခေါ်တယ် off ဒီနှစ်ချောင်း off ဘိုင်းတော့မတွေ့ဘူးဟုတ်နော်နှစ်ချောင်းပေါ့နော် double double off မတွေ့ဘူးဒါ and off ပြီး exclusive off ပြီးရင်တော့ one complement ပြီးရင် left shift right shift operator နာမည်လေးတွေမှတ်ထားတယ်လိုတဲ့ချိန်မှာသုံးရတယ် binary system နဲ့သွားတဲ့ချိန်မှာသုံးရတယ်လိုတဲ့ချိန်မှာသုံးဒီ db gunner မှာတိုင်းရှုပ်ဆရာဟုတ်နော်အဲ့ဆိုရင်တော့တို့ operator လေးကျတော့အဆုံးသတ်ပြီနော် arithmetic relation နဲ့ logical assignment memberships in the unary bitwise 1 2 3456678အားလုံးပေါင်း10မျိုးရမနော်โอเคအားလေးမှတ်ထားပြီပြင်ရောနောက်တစ်ခေါက်တင်ရမှာ operator present တဲ့ present တဲ့လေးနည်းနည်းသွားမယ်โอเคမနော်โอเค thank you